နေကြောကြောအိမ်မက်တင်မပေးဘူးပဲကျောင်းဘီနာမှာမျက်နှာရှိနေတယ်လို့ပဲကျွန်တော်ခံစားနေရချက်သိနေထားတာရောသူ့ဝိညာဉ်ကျွန်တော်လိပ်ပြတဲလာတာရောကျောင်းကြီးကျောင်းဘီနာမှာရှိနေတယ်သူသွားခြင်းလေသူစိတ်ချမဲ့အရာတွေတခုရှိနေတယ်အကြီးကတော့မေးပါဘူးကျောင်းမေးစကြတော့ပြစ်စိတ်ကျင်တာရောကျွန်တော်ဘလို့ကောင်းဆုံးပါမျိုးတွေအားလုံးမင်္ဂလာပါခင်ဗျာမျိုးတွေအားလုံး ချမ်းသာသူကဖျက်ပြနေပြေဆုံးနေပါစေကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာရှင်နေကျွန်တော်ကြည့်ရှုတော်မူပြီလေးရတော့ဒါထူးရဲ့အကူဖြစ်သူရဲ့ဒါရင်တွင်းစကားပေါ့နော်တကယ်တော့ဆင်မကောင်းဆိုပြောပြလာတယ်ဒါထူးရဲ့အကူဖြစ်သူရဲ့ဒါ interview လေးပေါ့နော်သူညီအခုလို့ဖြစ်သွားတာတကယ်ကမှသူစိတ်မကောင်းဖြစ်တယ်တကယ်ကမှလည်းအရင်နှမျောတယ်ပေါ့နော်ဖြစ်နိုင်ဒါကျွန်တော်ညီကျွန်တော်ကိုကျွန်တော်နဲ့လဲလို့ရရင်လဲလိုက်ချင်တယ်ပေါ့နော်ကျွန်တော်ညီအခုလို့ဖြစ်သွားတဲ့အတွက်ကျွန်တော်အရင်ထဲမှလည်းတော်တော်လေးပောက်ကွယ်သလို ဘတို့မှာလည်းအပြစ်မတင်ခြင်းဘူးလို့ပြောပြလာတယ်ဒါသူရဲ့အကူရင်ဖြစ်သူရဲ့ဒါကျွန်တော်အင်တာဗျူးလေးပေါ့နော်တကယ်မှစစ်မကောင်းပါဘူးကိုချင်းစားပါတယ်ဗျာနော်တကယ်တော့လူကြည့်လိုက်အောင်မျိုးလေးဟိုဘလိုပဲဖြစ်ဖြစ်ဟိုခုံးကြံထားတယ်ပြီးတော့နောက်တစ်တနေ့တည်းဟာဆိုတော့လေနောက်တစ်ခုမှသူဖြစ်ခဲ့တဲ့ပင်နာနဲ့သူသိငယ်ချင်းအိမ်နီနာချို့ရဲ့ပြီးတော့သူညီမထားတဲ့ဆိုင်လုံးမဲ့ process ဥစ္စာတွေမဲ့ပါဘုဘမှာတော့မွေးကကြည့်တော့နည်းနည်းနည်းပဲသူ့ရဲ့အခုကျွန်တော်ဒီနေရာလေးမှာတော့အချိန်တရာကျွန်တော်လောက်တာလေ channel နေရာတွေတော့ခွဲထားရည်တွေပဲပေါ့ဟုတ် ခွဲထားဆိုတော့လည်းအဘယ်နေရာပဲဖြစ်ဖြစ်ပဲလို့ဦးမှာပါကျွန်တော်ထပ်ပြီးလဲလို့ဦးမှာဟုတ်ဆိုတော့အဲ့ဒီနေရာအပင်မှာကကျွန်တော်ဒီပင်လုံးတော့ကျွန်တော်သွားလိုက်ဆက်ဆန်းလမ်းအဲသူမကွေ့သိတဲ့နေရာသူမသွားသိတဲ့လမ်းတခါမှလည်းမသွားဘူးအဲ့လမ်းကျောင်းကြီးကကျောင်းနေရာဘာလို့ကိစ္စပဲဖြစ်ဖြစ်ဘလို့ကျောင်းပဲဖြစ်အဲ့လမ်းကိုသူသုံးပြမှာမဟုတ်ပါဘူးဒါမှအကျောင်းကြီးရောကန်ကြီးရောပါလာဖြစ်မှာပြီးတော့အပင်ရလဲဘေပုတ်ကူညာကူတော့ကျွန်တော်မသိဘူးညာကျွန်တော်သိတာတော့ကျွန်တော်ညီရဲ့ပင်မှာသူ့ရဲ့ကားရဲ့အသက်ကအမန်ချက်စီတန်းလေးစိုက်နေတာ ကျွန်တော်ကျင်မှာသူမသေးခင်လေကကျွန်တော်သွားကြည့်ပြီးတော့အဲ့မြင်ခွင့်ကိုကျွန်တော်အဲ့နေရာကိုသူဖြစ်တဲ့အချိန်သူဖြစ်တဲ့အခါကာလာတွင်တောက်လျှောက်သေးရဲ့၄ရက်လုံးလုံးကိုကျွန်တော်သွားခဲ့ပါတယ်ဆွဲလို့အချိန်ချင်းလေးကျွန်တော်ကြိုးစားခဲ့ပါတယ်ဒါမှကျွန်တော်မနေ့ကတော့ကျွန်တော်အဲ့ဒီအလုံကြီးကြောက်ပါတယ်ဆွဲလို့နိုင်ခဲ့တယ်အာကာတကားတွေမှာရွှေငါးတို့ဘာလို့မှပါတယ်အဲ20 25ဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ခါရဲ့တကားပေးမှာဘေးကနေပြီးတော့ဝင်တိုက်တာဖြစ်ဖြစ် ကြိုက်တဲ့နေနဲ့တိုက်တာဖြစ်ဖြစ်အထက်ထဲမှာ hollow တံမဏိပိုက်တန်းပေါ့ပြောရင်တော့အတက်ကဲတန်းခေါ်တော့ပေါ့အဲ့ဒီတန်းလေးပါတခါတန်းပေါ့ဘေးရတိုက်ရင်အားလုံးခံနိုင်အောင်ပေါ့ဗျာအဲ့ကျွန်တော်ရောကျွန်တော်ညီရောကျွန်တော်အကူရောကားတွေကိုကျွန်တော် crazy ဖြစ်တယ်ကားဆိုစိတ်ဝင်စားတယ်မြန်လန်အသက်မပြည့်သေးခင်နေရကျွန်တော်တို့ညီကိုတွေကကားမောင်းတယ်ပြီးတော့အခုအတော်တွေဖြစ်ဦးလေးပဲပြင်းအောင်တော့အယောင်းဝါသနာပါကြတယ်တော့ ကျွန်တော်ညီရအခန်းနဲ့ပတ်သက်ရင်ပဲဖြစ်သူ့ဘဝရဲ့အကြောင်းအရာဖြစ်ဖြစ်ကျွန်တော်ပုံမှာကျွန်တော်ဖြစ်ခဲ့ရတဲ့များအားလုံးပြီးသူဖြစ်တဲ့အကြောင်းတွေအတွေ့အကြုံကျွန်တော်အမြဲတမ်း share လုပ်လို့ကြာကျွန်တော်မထင်သားဘူးဗျာသူ့ကားတော့ကို main thing ကားကညှော်နေဘူးဘာမှမရှိဘူးတရားလေးလုံးကြည့်မလားချိန်ခံမှုကြည့်မအခုလုံးကခေါင်းမုံနေဗျအဲ့ကားပြီးတော့သူ့ကိုပြင်ပြီးတဲ့သူ့ရဲ့ကျွန်တော်ယုံကြည်ရတဲ့သူပေါ့ကိုဆက်ကြော်လို့ပါလို့ဆိုလေသူ့ကွာတဲ့ မင်းကြီးရောဖုန်ညာရောသူကထူးထူးကကြော်ထူးတာထားလိုက်ပါအဲမင်းကြီးကွာမင်းမင်းရတယ်မင်းကြီးရတယ်ငါတခြားသူဖြစ်နေတော့ငါဝိုက်ပလိုက်ပြီတဲ့ခဏခဏငါ့ကိုအောက်ပိုင်းလာလာစစ်လုံးနေတယ်ဆိုအဲ့လိုနော်အဲ့တော့သူကြီးတွေသွားလာနေတယ်ကျွန်တော်ရင်းစိုးရင်စိတ်မချဘူးချိန်နဲ့ကျွန်တော်သူ့ပြည်နာမရှိနေဘူးကျွန်တော်လည်းကျွန်တော်အလုံးနဲ့ဒါပေမဲ့ခက်ခဲဖြစ်လာရင်တော့ငယ်တဲ့ကျွန်တော်ဆန်သက်ရှိနေတယ်အခုကတန်ယူဆိုင်ုံနဲ့ပို့လိုက်ပြီအဲပြီးတော့အစအနကော်ကြီးကျူလို့မရတဲ့အစားတွေရောသူအကြိုက်ဆုံး ူနှစ်သုံးနေကမာကြီးသရာဆင်းရအကញ្ញန်းစားတော့ဆိုင်ဆိုတော့ကျောင်းကြီးကအရန်ထိုင်လို့ရင်ကောင်းတယ်ကိုကျွန်တော်လည်းအကញ្ញန်းစားတော့ဆိုင်မှာထိုင်းချီကျွန်တော်လုပ်တဲ့စီဝိုင်းပါတနာနဲ့ကျွန်တော်ပေါက်ဘူးလို့အလူလေးတစ်ခုအဲ့မှာဒီဘောတဲ့ပုံစံကိုလူဘူးတော့ကျောင်းကြီးရဲ့အညာတော့ပဲရဲ့အဆိုင်မရွေးပြတော့အနာလေးမှကျွန်တော်မျိုးတော့နောက်ထပ်လည်းကျွန်တော်ထက်ရှိလာတဲ့ຢာသာသူ့ရဲ့ຢာရီမှန်မြကျွန်တော်မျိုးပြီးပါဟုတ်ကဲ့ကျွန်တော်မနက်ဖြန်လေးကိုကျွန်တော်ကြောက်တယ်မနက်ဖြန်ဆိုတော့ယူကြောက်သွားတယ် ဟာဗော။နာကျင်တာတဲ့ကျွန်တော်အတွေ့6ရက်ခတ်ပြီကျွန်တော်ဖြေထွက်အောင်ကျွန်တော်ပြင်ရှင်းဖို့တော့ကျွန်တော်ခေါင်းကြီးနဲ့စဉ်းစားဖို့ကျွန်တော်စောက်တည်ရမှာဖြစ်တယ်။ပြီးတော့ကျောင်းကြီးလေးကျောင်းကြီးကိုဒီမှာကျွန်တော်ကချစ်တဲ့အရာကိုကျွန်တော်ကချစ်မပြတာ။ကျွန်တော်ချစ်တာကျွန်တော်တို့ကမှထွေးပွေပြီးအားပေါင်းပေးဖို့ကျွန်တော်ညီကိုချင်းနဲ့မပေးဘူး။ဒါပေမဲ့သူနဲ့ပတ်သက်လာရင်ငယ်လေးတည်းကကျွန်တော်ညီကိုထိကျွန်တော်ပါလဲဆိုတော့ကျွန်တော်အနီးအနားလူအကုန်လုံးသိ ကျွန်တော်ဆိုင်ပါဆိုလဲသူကမြန်လဲပြုံးပြောရှင်နေကျွန်တော်ရဲ့လုပ်ငန်းနယ်ပယ်မှာကျွန်တော်ပေါ်တာပေါင်းသေးတယ်အော်မင်းကြီးမင်းကြီးပြောပြောတယ်ဆိုစားစားနောက်နောက်သူ့မှာဘောင်းခုံပါကရဏမရှိအမှတစ်ခုပဲလူငယ်ဆိုတဲ့ຢာမျိုးမှာကျွန်တော်ကမှတ်တတ်တယ်တော့လူရဲ့အားလုံးမှတ်တတ်တယ်အဲမှတ်တတ်တာလေးတော့မှအကြီးဖြစ်သွားမှာကျွန်တော်အကြီးဖြစ်ဘူးရင်သူ့ကျွန်တော်တိတိကျကျဖြစ်စေအားလုံးပါဘယ်လိုဒီကျွန်တော်သူ့တဲ့နေဆိုရင် ရန်တခုကျွန်တော်ညီကိုကျွန်တော်သက်ရွယ်နိုင်ချင်းခဲ့တော့မှာကျွန်တော်ကဓာတ်ဥပဲခံကျွန်တော်ဘောင်းမှုကျွန်တော်ဒေါသဘုရုံးသားကျောင်းညစနေအဲ့မကျွန်တော်ရန်ဒေါသအဲ့လိုမျိုးခဏတော့ဒေါသရန်ချောက်ဖို့ခေါ်နေကျွန်တော်ဒေါသအားကြောင့်မပြောတော့ပေါ့ကျွန်တော်တို့အကူကြီးတော့အဖတ်ရတယ်အကူကြီးလေးဒီလိုဖြစ်တယ်ဆိုတာတော့ဘယ်သူမှဗျာဘယ်သူမှမကြည့်နိုင်ဘူးဗျာဒီလိုဖြစ်ရမျိုးကြီးဟုတ်တယ်မလားဒါသူ့ရင်ထဲမှာဘယ်လောက်ခံစားနေရအောင်ဗျာစဉ်းစားကြည့်နော်ဒီအန်တီဆိုလဲတော်တော်လေးမောင်းတနာဖို့ပေါ့သူ့သားလေးကို ှိတာမှဒါညီအထွေဆုံးနောက်ပြီးတော့အမှုပညာရှင်မှဆိုလဲထူးထူးကြီးကြီးနဲ့ဒါအောင်မြင်နေတဲ့ဒါညီလေးတယောက်ဒီလိုအမှုပညာပဲဆိုသူတယောက်ပဲရှိတယ်သူတယောက်ပဲထူးထူးနေသူကသူတယောက်ပဲအစိုးရလူကထောက်ခေါ်ရတယ်ဆိုတော့သူတို့ရင်ထဲမှာသူတို့မျောမျောလင်းမျောလင်းထားတာအများကြီးပြအကြီးပြဒါပေမဲ့ဖြစ်သွားတာမနေ့တနေ့ရလူပါပဲเนาะကျွန်တော်ကျွန်တော်ကျွန်တော်ရက်ဆက်တယ်အတိချန်လို့ငါတို့ကျွန်တော်အတိချန်ညီလေးနဲ့ဘာနဲ့နဲ့ကွာလဲသူက9ရက်6လောက်ထောင်ကိုကပို့သက်ကို ထောက်ပေါ်ရပေါ်ချက်ကိုကျွန်တော်ပုံမှန်အပြပြောရရင်တော့ချောင်းကြီးလည်းကျွန်တော်နေရ၃နှစ်မပြည့်ဘူးနှစ်နှစ်ကျော်ကျောင်းအိမ်မက်တင်မပေးဘူးပဲကျောင်းဘီနာမှာမျက်နှာရှိနေတယ်လို့ပဲကျွန်တော်ခံစားနေရချက်သိနေထားတာရောသူ့ဝိညာဉ်ကျွန်တော်လိပ်ပြတဲလာတာရောချောင်းကြီးကျောင်းဘီနာမှာရှိနေတယ်သူသွားခြင်းလေသူစိတ်ချမဲ့အရာလေးတခုရှိနေတယ်အကြီးကတော့မေးပါဘူးကျော်မေးစကြံတော့ဒီစိတ်ကျင်လာရောကျော်ဘလို့ကောင်းဆုံးပါ နေ့ကနေ့မှအစာပိုက်ဆိုတော့နောက်ဆုံးသွင်းတော့အစာပိုက်ချောင်းထည့်တယ်ဆိုတော့မှကောင်းနေရထည့်တာခန်းကလည်းမကမ်းပဲစီးပိုက်သူထည့်ချုပ်မြင့်နေနေငယ်ပဲကြာကျော်ယောက်သားထင်မှလည်းကျွန်တော်လည်းကျွန်တော်တော့တော့ငူကြီးလာအလုပ်တခုမဟုတ်ဘူးကျွန်တော်ခက်ချက်ငူကြီးလာပို့ဆိုင်ကိုပိုက်ထည့်တာတော်တော်လေးတော့ခုနှစ်ခေါက်မြောက်မှာကျွန်တော်အားလုံးလိုက်တောင်းမှန်တယ်သူတို့ကျွန်တော်ကျွန်တော်ညူအခုလုပ်ပြီးတော့ပြောလိုက်တယ် အဲ့အစာပိုက်ဖြစ်တာကျွန်တော်တို့နာကျင်ဆုံးပဲဗျအဲ့ညာကျွန်တော်အိမ်ပြင်းနဲ့လမ်းကျွန်တော်အမေကခေါ်ပြီးတော့သူတွေ့ကောင်းအောင်မဟုတ်လို့လုပ်ပြီးတော့အရာလေးတွေပြီးတော့ तू မသေးသေးဘူးလေ तू စိတ်ချရတယ်လို့ကိုယ်စိတ်ထဲမှာအမေကိုထင်အောင်ကျွန်တော်ကျွန်တော်ထင်တယ်ကျွန်တော်ညံပင်မန်းနေအဲ့တော့ကျွန်တော်ပြန်အိမ်ပြင်းနဲ့လမ်းကျွန်တော်ရောက်ကလာနေဒီအိမ်ကိုပြန်လာတာကျွန်တော်ဟိုဘာလို့ကနေဖြတ်ပြီးတော့ကျွန်တော်တောင်းတမှုဒီဘက်တန်းတန်းပြန်လို့ရတာကျွန်တော်ရှိတကုံတော့ရောက်ကျွန်တော်လမ်းနေမှာပါအများကြီးပါတွေးတွေ့တယ် မရတော့ကျွန်တော်နေပါပဲကောင်းလေးနေပါလို့ပတ်မောင်းနေရလဲကြာကြီးမောင်းဟိုမိသားအမြန်နဲ့လဲဆိုရွေးမောင်းဒီတော့ကျွန်တော်မှတွေးနေရောက်ရက်ကတ်ဘာစကားမောင်းပြောဘူးနေသားသူ့ရဲ့စကားလုံးတိုင်းရဘူးဘာမှမထွက်လာဘူးဒါပေသူ့ရဲ့အတိတ်ပဲကျွန်တော်သိရကျောင်းကြီးကရုံးကန်ရသူစိတ်ဖြစ်နေတယ်မသိခင်မှာဘုတ်ကလေးစာဟောတာအဲ့ဒီမှာသူဖြစ်ဖြစ်ရှင်နေမှာဗျာမုတ်စားလိုက်တယ်အဲ့ဒါလေးမျိုးလုံးနဲ့ဆာဗိုက်ဖြစ်ပြီးတော့ကျွန်တော်မပြောပြ တော်တော်ပြန်ကျွန်တော်တည်လာတော့စကားလုံးတွေမပြောခွာနိုင်ပြေမူရနဲ့လည်းကျွန်တော်တော်တော်ပြင်မှန်းနေကြည့်ကြည့်ကျွန်တော်လက်ခံနေပြီကျွန်ရအားလုံးလက်ခံကျွန်တော်လက်မခံလုံးမမရဘူးကျွန်တော်ဘုသူ့အန်တူလို့ရဖြစ်သွားပြီပေါ့နော်ကျွန်တော်လက်ခံပါလက်မခံခြင်းတော့အောင်လဲယူတွတ်နေပြီတဲ့ဒါတနေ့ညမှာကျွန်တော်သူနဲ့ချိန်ထားတာစနေနေ့ညမှာသူ့အိမ်အိတ်အိမ်နေ့ ပဲဖြစ်ဖြစ်စိုက်လေးပဲဖြစ်ဖြစ်မိဘတော့လုပ်ပြီးမှအရာတစ်ခုပါအဲ့ဒါမိဘကျွန်တော်ညီကိုဒီမှာ plan ရှိတယ်လို့အမေကိုချစ်လို့အမေလည်းစိတ်ချမ်းသာတော့မယ့်အရာလေးကိုဒီကိုနောက်တိုင်ပင်နဲ့ဆွေးနွေးရတဲ့အရာလေးစနေနေ့ညမှာတူတူရှိမယ်လို့ပဲချိန်ထားတော့သူမဖြစ်ခင်အစီအစဉ်မဖြစ်ခင်တောက်ကြနေပါခုနှစ်နိုင်လောက်ကသူ့အမေတို့သူကစိုက်အိတ်တော့လာပေးလိုက်တယ်။ဟုတ်။ကျွန်တော်လည်းဘာမှမသိဘူး။သူကသူ့စိတ်တွေပို့ပြီးဖုန်းနဲ့နှက်ကားလောက်ဆက်မိတယ်။ကျွန်တော်မေကိုလည်းအမေမိသားဘူးညောင်ဆက်လိုက်အောင်။ ဖိုးညောင်ဇက်လိုက်အောင်ကျွန်တော်အချိန်ချင်းမေးနေမိတယ်ကျွန်တော်ပြန်ရောက်တယ်ဗီဒီယိုကျွန်တော်မနေ့ကျရင်လုပ်ကိစ္စအရေးကြီးတကူကျွန်တော်ဆုံးဖြတ်ချပြရမှာကျွန်တော်အလုပ်အတွက်ကျွန်တော် plan တကူရှိလို့ကျွန်တော်အဲ့တော့စောစောအိမ်မှာရမယ်ဆိုကျွန်တော်10နိုင်17နိုင်လောက်မှာရအောင်အိပ်ပြီးတော့ဒါပေမဲ့ဗီဒီယို3နိုင်လောက်ကျွန်တော်ဖုန်းလာတယ်ခံစားမှုပြီးပြီပြီးတော့သူလိပ်ပြခေါ်လာတဲ့အချိန်မှာကျွန်တော်စက်သိမ်းနေထားတယ်ကျွန်တော်သူ့ရဲ့ဗီဒီယိုတွေ ဆိုရှယ်မီဒီယာကျွန်တော်မကြည့်ဘူးတွင်လည်းမကြည့်ဘူးဖုန်းကြီးလည်းကွဲတယ်ကျွန်တော်မကြည့်ဘူးကျွန်တော် Facebook ကောက်ဆိုလည်းလုံးဝတော့တုံးလည်းခဏဝင်ကြည့်တော့ကျွန်တော်ခံစားလို့မရဘူး TikTok ဆိုဝေးတာဝေးတဘောင်အောင်နေဆိုကျွန်တော်ဝင်ကြည့်လို့မရပို့ပြီးတော့ကျွန်တော်လည်းမတင်မှတားပါဘူးကျွန်တော်ကျွန်တော်ကြည့်တာတော့ကြားတော့အကုန်လုံးကောင်းလို့လုပ်ပါရတာပါအားလုံးကလည်းတော့ကားရယ်ပဲတချို့ကလည်းဆုံးရှုံးအောင်လုပ်တော့ကားတချို့ကလည်း ཚེད 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 ཚེད